မင်္ဂလာပါရှင်။မေယူ family channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့ကအမီတော်ဆန်းစုကြည်ရဲ့280မြောက်မွေးနေ့ဖြစ်ပါတယ်။မွေးနေ့အမတ်တရားအဖြစ်ဆရာဥပုံတာတူရေးသားထားတဲ့ရရင်နှင်းစီဆိုတဲ့စာအုပ်လေးတွေကကောင်းငင်ပြမွေးနေ့ဆိုတဲ့စာလေးတစ်ပုဒ်ကိုဖတ်ပြပေးခြင်းပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။ကောင်းငင်ပြမွေးနေ့ဒေါအောင်ဆန်းစုကြည် 19ရက်6လ1945မွေးဖွားကောင်းငင်ပြမွေးနေ့ဒီနေ့ကဇွန်လ19ရက်နေ့ကောင်းငင်ပြပြကြီးကိုမမြင်ရတိန်တောင်တိန်လိမ်များကကောင်းငင်ပြကြီးကိုမင်းမှုကိုစူးစမ်းနေကြသည်ထိုနေ့ကတက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးသူတပြည်ဟောင်းများနဲ့တွေ့ဆုံဝင်ရခဲ့သည် သူတို့စာမေးပွဲအောင်မြင်သည့်အထိမ်းအမှတ်အဖြစ်ဘိုးဘွားရိတ်သားတွင် ကောင်းမှုကုသိုလ်ပြုကြသည်ကြီးနောင်မန္တလေးတောင်တော်ပေါ်တွင်ပျော်ရွှင်စရာကစားပွဲများကျင်းပပြုကြသည်ထိုကစားပွဲကိုအကြောင်းသူတစ်ယောက်ကဥဆောင်သည် သူကထူးထူးခြားခြားအမှတ်တရစကားပြောအစီအစဉ်တစ်ခုပါသည်ဟုကြေညာလိုက်သည်သူမကပြောသည်ဒီနေ့ကဇွန်လ19ရက်နေ့ငါတို့အားလုံးရဲ့အမေဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့1945ဇွန်လ19ရက်နေ့မှာဒေါအောင်ဆန်းစုကြည်ကိုမွေးတယ် ြန်မာသက်ကရစ်နဲ့ပြောရရင်1308ခုနှစ်ပထမဝါဆိုလာဇန်၁၀ရက်နေ့မှာမွေးတယ်။ဒီနေ့ဒေါအောင်ဆန်းစုကြည်အသက်68နှစ်ပြည့်ပြီ။ဒေါအောင်ဆန်းစုကြည်ကိုစိတ်ဝင်စားတဲ့လူငယ်တွေဒီထက်မှအများကြီးပါတယ်။ဖြည့်ဆိုးသူကိုဗိုလ်ချုပ်အောင်ဆန်းရုပ်တုတစ်ခုလက်ဆောင်ပေးမယ်။ကိုသီးတို့လောက်ရှေ့ဝထွက်ပြီးပြောကြပါ။မြို့သမီးတွေကိုဦးစားပေးမယ်။အမျိုးသားတငယ်ချင်းတွေကနားထောင်ပေးပါ။ကျွန်တော်စာတင်တန်းကိုတက်ရောက်ခဲ့ဘူးသူ။ကျောင်းသားကျောင်းသူတိုင်းတွေအနေနဲ့အများဆိုသလိုစာဖတ်ကြပြီ ရဲရင်ကြသည်ရိုးသားကြသည်ကျောင်းနှင့်အကျိုးကိုသိကြသည်အမှန်ကိုလှုပ်ရဲပြီးအမအကိုလည်းဝန်ခံရေးကြသည်ထိုနည်းကတယောက်ပြီးတယောက်အလူရဲ့ဖြည့်ဆိုကြသည်ပြောကြလေတော့သည်လက်ခုပ်တန်တဖြောင်းဖြောင်းနဲ့ပေါ့မေစုမှာမောင်နှမ၃ယောက်ရှိတယ်သူကအငယ်ဆုံးသူ့အသက်၂နှစ်နဲ့တလားပြည့်တဲ့နေ့မှာသူ့ဖခင်အမျိုးသားကောင်းဆောင်ကြီးကြဆုံးတယ်သူ့ဖေကသူ့ကိုဆူဆူလို့ချစ်စနိုးခေါ်ရတယ်သူ့ကိုအလွန်ချစ်တယ်ရန်ကုန်မှာကျောင်းနေတယ် ဆန္ဒနှင့်တမိမှာအိန္ဒိယနိုင်ငံကိုရောက်တဲ့ကျူမီခင်တော်ခင်ကြီးကအိန္ဒိယနိုင်ငံဆိုင်ရာတပ်အမတ်ကြီးအဖြစ်အမှုထမ်းလို့အတူပါသွားရတာအိန္ဒိယပြီးတော့အင်္ဂလန်နိုင်ငံအောက်စဖို့တက္ကသိုလ်မှာဒသနိကဘေဒနိုင်ငံရေးစီးပွားရေးနဲ့တမိုင်းဘာသာရပ်တွေကိုလေ့လာသင်ယူတယ်။တကယ့်ပညာရပ်တဦးရှင်အမေစုဆနစ်နှစ်သမီးအရွယ်မှာသူ့တငယ်ချင်းအတွက်ရေးခဲ့ဘူးတဲ့အော်တိုစာအုပ်ထဲကအစားတပုတ်ငါရွတ်ဆိုပြမယ်။မျက်စိမမြင်နိုင်သောမင်းကလေးတီကြားနိုင်သေး၏ နာမကြသောမင်းကလေးသည်မြင်နိုင်သည်အဝတ်မပါသောမင်းကလေးသည်အေးချမ်းမှုကိုခံစားနိုင်သည်သို့သောခီမန်းချက်မရှိသောမင်းကလေးသည်အယူပမာဒသည်တဲ့အမေစုကငငယ်လေးရအတွေးခေါ်အရန်ကောင်းတဲ့သူအမေစုကငါချစ်တယ်ငါတို့ကမကြခင်တက္ကသိုလ်တက်ကြရတော့မှဒီတော့အမေစုပြောခဲ့ဘူးတဲ့တက္ကသိုလ်နဲ့ပတ်သက်တဲ့စကားစုတစ်ခုကိုငါမမှတ်မိတဲ့လောက်ရှုပ်ပြမယ်နားထောင်ရနော် လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်အတွင်းမှာမြန်မာနိုင်ငံရဲ့ဝန်ထမ်းစရာအကောင်းဆုံးအရာဟာတက္ကသိုလ်ကျောင်းသူကျောင်းသားတွေအတွက်တက္ကသိုလ်ဘက်တော့မရှိခဲ့တာပဲလို့မကြခဏတွေးမိတယ်။တက္ကသိုလ်ဘဝဆိုတာနေရွယ်သူတွေအတွက်သူတို့ကိုယ်ပိုင်ကဘာလေးတွေကိုဖန်ပြီးပေးနိုင်မယ့်နေရာပါ။သူတို့မှာလွတ်လပ်မှုရဲ့လွတ်လပ်ဖို့အခြေအနေရဲ့ရှိရပါတယ်။မြန်မာနိုင်ငံရဲ့လူငယ်တွေဟာဒီလိုလွတ်လပ်မှုမျိုးတွေမရရှိခဲ့တာဆယ်စုနှစ်အနည်းငယ်ရှိခဲ့ပါပြီ။တက္ကသိုလ်တွေမှာစီကံကြရှိဖို့ဆိုတာကြီးကြောင် တက္ကသိုလ်ဘဝဟာလွန့်စင်ခဲ့ရတယ်။ဒါဟာမဖြစ်နိုင်ပါဘူး။တက္ကသိုလ်ကျောင်းသားဘဝဆိုတာစီကံကြီးတွေနဲ့ထိန်းချုပ်ဖို့မဖြစ်နိုင်ဘူးဆိုတာလူတိုင်းသိနိုင်ပါတယ်။တက္ကသိုလ်ဘဝလေးတွေကို အရှင်ကလိုပြန်ဖြစ်တာမျိုးမြင်ကျင်ပါတယ်။ဟဲ့။အမေစုကိုနင်တို့ချစ်တယ်လို့ငါလည်းသိချစ်တာပဲ။အမေစုကငါစိတ်ဝင်စားတယ်အမေစုဝတ်တလို့မျိုးချီထမင်းချီအင်ကြီးလေးတွေကငါငါကြိတ်တယ်ပြီးတော့ငါခန္ဓာကိုယ်အချိုးစားအမေစုအတိုင်းနဲ့ စိတ်တက်ကတော့အမေစုလိုဖြစ်ဖို့ကြိုးစားရအောင်မယ်။မေစုကလက်ရှိရင်မုံအင်ကြီးလေးကိုအမြဲဝတ်တယ်။ချီတမိန်ချိတ်တမိန်လေးတွေကိုချက်ချက်ရရဝတ်တယ်။ကြီးတော့ဥကောင်းမှာပန်းအမြဲတမ်းပန်းတယ်။မြမအမျိုးသမီးတွေရဲ့အလှနဲ့စက်တေရှိမှုကိုကဘာကတိအောင်လုပ်ပေးနိုင်တဲ့သူ။ဘယ်ချိန်ကြည့်ကြည့်အမြဲတမ်းစက်တေရှိနေတဲ့အလှတွေ့ကြည့်မြင်ကြည့်ရင်အမေစုရဲ့တပ်ပုံကိုအိတ်ထောင်ထဲမှာဆောင်းတာ။ပြီးတော့ရှိသေးတယ်။အမေစုကစကားပြောရင်အလွန်ထိမိတယ်။မြမစကားပြောရင်အင်္ဂလိပ်လိုဘယ်တော့မှညှက်ပြီးမပြောဘူး။ အင်္ဂလိပ်လိုပြောရင်လည်းတောက်တောက်တောက်နဲ့မထစ်ဘူးမငေါ့ဘူးမနေဘူးမလေးဘူးအရန်တွက်လက်နေတာပဲကြီးတော့သူ့မျက်လုံးတွေကအယောင်တွေတောက်နေရဲ့အမေစုကိုအနည်းငယ်ငါမြင်ဘူးတယ်အမေစုကိုမြင်လိုက်တာနဲ့ရင်ထဲမှာတက်တီတွေသူ့လိုလိုဖြစ်လာတယ်စိတ်ထဲမှာအင်အားတွေပြည့်လာတယ်ဒီနေ့ကအမေစုရဲ့မွေးနေ့အမေစုကျမ်းမာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အမေစုရဲ့အမေစုကိုစားကျမဝယ်ဖျားနာဝင်ပြူပါလို့ဖခင်မသမီးအမြဲဆုတောင်းနေပါတယ်အမေ ငါကအောင်မန်းမျိုးသူအမေစုတောင်မန်းရှမ်းပြည်နယ်ခရီးစဉ်ကိုလာတော့ငါဆရာကြီးတကုံတာယာရေးတဲ့ကြပြတပုတ်ငါကြိုက်လို့အလွတ်ကျက်ထားတယ်။အဲ့ဒီအချိန်တုန်းကအမေစုဝတ်ထားတဲ့ရိုးရာရှမ်းကောင်းမောင်းလေးနဲ့သိပ်ပြီးစိတ်တည်ရှိတာပဲ။ငါပြင်းရင်မျက်စိတဲကောက်ကိုမထွက်ဘူး။နေစုလုံကဖြစ်ချင်တယ်။ကဲဆရာကြီးတကုံတာယာရဲ့ကြပြောင်းငါရွတ်ပြမယ်နော်နားထောင်ကြ။ခုတောင်းကိုရှာဖေးချင်းခါလဲ။လူလူအကြသွာလာလှူရှာတွေ့ရမှာပဲ။ ဒေါ်ဆန်းစုကြည်ရှမ်းပြည်တောင်ကျောမောတောင်တန်းနဲ့တပင်ပန်းမင်းရီပင်အင်းလေးကျူစုလျက်။အင်းညီတို့ကကြပြရည်ရွတ်တော့ငါသချင်းဆိုပြမယ်။အဲ့ဒီသချင်းကငါတို့အိမ်မှာအမြဲတမ်းဖွင့်နေတဲ့သချင်း။မြမတန်သိန်းဟဲ့။ငါဖေကပြောဘူးတဲ့။အဲ့ဒီသချင်းခစ်စားစဉ်တုန်းကငါတို့မမွေးသေးဘူးတဲ့။ဒီနေ့ဒီချိန်ကျမှဒီဆိုခွင့်ဖွင့်ဝင်ရတာတဲ့။ဒီနေ့ကအမေစုရဲ့68နှစ်ပြည့်အမွေးနေ့။မေစုတက်ငါကသချင်းဆိုရင်နင်တို့ကမရေရဘူးနော်။ ငါမမီးတလောက်ဆုပ်ပြမယ်နားထောင်ကြမုံနိုင်ကြကဖူးဝင်ငယ်ပြီးလူလူကောင်းကောင်းပြီးသူ့အဖိုးရဲ့သူ့ဖေရဲ့သူ့မင်းရဲ့သူ့ကုံတရက်ကမြမပြည်သူလွတ်မြောက်ရေးနဲ့ခွဲကြမရပြီဒီမိုကရေစီလူခွင့်ရေးအတွက်အကျိုးမဖက်တဆန်ချီမျိုးဆက်မှန်သည် သူ့ဖာရင်ပေါ်အောင်ဆန်းလို့ဒီသူသွေးသားတော်ဆန်းစုကြည် ားလုံးမင်္ဂလာပါရှင်ဒီကနေ့ခါတကယ်မင်္ဂလာနေ့ပါဒီကနေ့ဟာမြန်မာနိုင်ငံအတွက်တော်မကကဘာပါလေးစားအကြရတဲ့အမျိုးသမီးတူမြမမြေပေါ်မှာမွေးဖွားခဲ့တဲ့နေ့ကဘာကျော်တထေးကြီးတွေလုပ်ငန်းရှင်ကြီးတွေဥညွတ်ကြရတဲ့လူသားတအုပ်မွေးဖွားတဲ့နေ့ပြီးတော့ကဘာကျော်နိုင်ငံကောင်းဆောင်ကြီးတွေသမရာကြီးတွေနိုဘယ်ဆုရှင်တွေရဲ့နှလုံးသားထဲမှာကိန်းဝတ်နေတဲ့နှစ်သမီးတစ်ပါးဖွားမြင်တဲ့နေ့မြန်မာနိုင်ငံအတွက်တော်မကကဘာပေါ်မှာနှစ်ယောက်မရှိနိုင်တဲ့လူသားတယောက်လူပြေရောက်လာတဲ့နေ့ ပြီးတော့ကိုယ်နိုင်ငံအတွင်းသားမကကိုယ်ဒေသအတွင်းသားမကဒီကဘာလုံးမှာရှိတဲ့လူသားတိုင်းရဲ့စိတ်ဝိညာဉ်ကိုဖန်ဆားနိုင်တဲ့တကူရှင်တယောက်ဖွားမြင်နေနေတီးခန့်ခြင်းရဲ့မေတ္တာတရားရဲ့မကြောက်တရားရဲ့အချိုးကျကျပေါင်းဆက်နိုင်ဆွမ်းရှိတဲ့ဂရုဏာရှင်ဖွားမြင်နေနေပြီးတော့သူ့ရဲ့မိသားစုဘဝတစ်ခုလုံးကိုစွန့်လွတ်ဝင်တဲ့စွန့်စားဝင်တဲ့ကိုမိသားစုအရေးထက်မြန်မာတိုင်းရင်းသားလူထုတရားလုံးရဲ့ဒီမိုကရေစီရေးကိုဆွန့်ဆွန့်တမန်ဆောင်ရွက်ဖို့လူသားအဖြစ် လူလောကကိုရောက်လာရတဲ့သူမွေးဖွားတဲ့နေ့ဒါကြောင့်ဒီနေ့ကတကယ့်မင်္ဂလာနေ့ညီတို့ငါတို့အားလုံးချစ်ရတဲ့အမေစုရဲ့မွေးနေ့အမေစုစိတ်ချမ်းသာပါစေကိုကျမ်းပါပါစေလို့ဆုတောင်းလိုက်ပါတယ်ညီတို့ပြောသွားတော့ငါလည်းပြောချင်လာတယ်ညီတို့ကဆုတောင်းတော့ငါလည်းဆုတောင်းချင်လာတယ်ငါတို့အသက်ကအခုမှ16နှစ်ဝန်းကျင်ပဲရှိသေးတာ2015ဆိုရင်18နှစ်ပြည့်ပြီမဲထည့်လို့ရပြီငါကတော့အမေစုရဲ့ပါတီကိုမဲပေးမယ် ါကြောင့်လဲဆိုတော့2015ဆိုရင်အမေစုရဲ့အသက်က80မိစုတမလားဖြစ်ရင်တိတ်ကောင်းမဲ့အသက်တွေကြီးပြီဘာပဲဖြစ်ဖြစ်မိစုဆွာကိုအနာဂတ်ရေးစိတ်တွေအတွက်အသုံးချခွင့်ပေးတည်နေစဉ်းစားကြည့်စမ်းပါလုံနိုင်တယ်လုတ်တဲ့တယ်လုံနိုင်ဆွဲလဲရှိတယ်ဒါပေမဲ့လုတ်ခွင့်မရဘူးလုတ်ဖို့အခွင့်မသားဘူးငါတို့လူငယ်တွေရဲ့အနာဂတ်အတွက်အမေစုတမလားဖြစ်ဖို့လိုတယ်ငါရေးရေးကြီးပြောရဲတယ်မေစုကကလထိုင်မော်ထိုင်ပြီ မေဆူကဂလူတိုင်းမောထိုင်ပြီးပြဿနာရှာမဲ့သူမဟုတ်ဘူး။ဟိုရှာမဲ့သူမဟုတ်ဘူး။တိုင်းပြည်အတွက်အလွတ်လွတ်မဲ့သူလူငယ်တွေနဲ့တိုင်းပြည်အနာဂတ်အတွက်စံပြပြုမှုတွေလှူဆောင်ပြမဲ့သူမေဆူကတနာတယ်။ဒါပါကြောင့်လဲဆိုတော့ပရီမီယာလိဘောလုံးဝဲတော့ဟဲ့ကစားနိုင်နေတဲ့အရင်ကမှမ2015ဒီထိုင်နေရတယ်။တကယ်လို့2015မှာငါတို့ဒီအတွေးခေါ်မကောင်းခဲ့ရင်အဆုံးပြတ်မှာခဲ့ရင် မညီမညွနဲ့အကိုကိုအပြပြဖြစ်နေအမေစုကအရင်ထိုင်အောင်ပေါ်မှာပဲဆက်ပြီးထိုင်နေရအောင်မှာဒါကြောင့်အမေစုကိုချစ်တယ်ချစ်တယ်လို့ပါဇက်ကပြောနေမဲ့အစားအမေစုရဲ့ညံမျောမျောလက်ခံယုံကြည်ပြီးငါတို့အနာဂတ်အတွက်အမေစုကိုလောက်ကင်ခွင့်ရဖို့ငါတို့ကြိုးစားကြရမယ်ငါ့ကိုလည်းပြောခွင့်ပေးကြပါအောင်ငါလည်းပြောပြရစီညီတို့ငါတို့ကဒေါအောင်ဆန်းစုကြည်ကိုအမေစုလို့ခေါ်ကြတယ်နော်ကောင်းပါတယ်ဒါပေမဲ့ငါတွေးမိတာလေးဝေမျှပေးရစီ ဘုသူအောင်ဆန်းကသူ့အမေတော်စုကိုအမေလို့မခေါ်ပဲအမလို့ခေါ်တယ်တဲ့ဒါပေမဲ့တက္ကသိုလ်ကျောင်းသားကြီးဖြစ်လာပြီးတဲ့နောက်နတ်မောက်ကိုရောက်တဲ့အချိန်သူ့အမေကိုတခါတလေအမေစုလို့ခေါ်တယ်တဲ့။ဟာပြောချင်တာကအမေစုဆိုတဲ့နန်းစားဟာဘုသူအောင်ဆန်းကသူ့အမေကိုခေါ်တဲ့စကားလုံးဒီတော့တော့ဆန်းစုကြီးကိုအမေစုလို့ခေါ်ကြတဲ့လူငယ်တွေကဒီလိုပြောချင်တယ်။ဘုသူအောင်ဆန်းလို့ကိုကျိုးစွမှုကျိုးသားမှုယူသားမှုတိုင်းပြည်နဲ့လူမျိုးအတွက်အနစ်နာခံနိုင်မှုအသက်ဆုံးလွတ်နိုင်မှုတွေရှိစေချင်တယ် အဲ့ဒီလိုစိတ်သက်တွေငါတို့ရဲ့ရင်ထဲမှာကင်းဝတ်ပြီးဒေါအောင်ဆန်းစုကြည်ကိုအမေစုလို့ခေါ်ကြရင်ပိုပြီးမကောင်းဘူးလားတစဲရတာခံပြီးခေါ်နေုံနဲ့ငါတို့ကြည်နဲ့မနေသေးဘူးဒေါချွန်အောင်ဆန်းစိတ်သက်နဲ့ဒေါအောင်ဆန်းစုကြည်ကိုအမေစုလို့ငါတို့ကခေါ်ကြရအောင်တကယ်တော့ဒီနေ့ဟာဇွန်19ဒါမှမဟုတ်ကောင်းခင်ပြပြကြီးမွေးဖွားတဲ့နေ့အမေစုကောင်းခင်ပြကြီးဖြစ်ခွင့်ရမှာကျေတရားလေးတွေနဲ့တူတဲ့ငါတို့လူငယ်တွေလင်းလက်ခွင့်ရကြမှာကောင်းငင်ပြဆိုတာကျေတာယာတွေရဲ့အရင်ဝင်နှွေးနှွေးပဲလေ မေစုစွာရှိသလောက်လုပ်ပိုင်ခွင့်ရပါစေကျမ်းမာပါစေလို့နင်တို့အားလုံးကိုစားငါကဆုတောင်းပေးပါရယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ခေတ်လူငယ်တွေမညံ့ကြပါလားဟူသောအတွေ့ဖြင့်ထိုနေ့ကကျွန်တော်ကြည်နူးခဲ့ရပါသည်ဥပုံဓာတုဒီစာအုပ်လေးက2015ခုနှစ်မေလမှာပထမအကြိမ်ဖြစ်ရိုင်းနှီးထုတ်ဝေခဲ့တဲ့စာအုပ်လေးဖြစ်ပါတယ်ဒီနေ့ဇွန်လ19ရက်2025ရက်နေ့ဟာ မတရားအကျဉ်းချခံထားရတဲ့အမီဒွန်ဖန်ဖူဂျီရဲ့80ပြည့်မွေးနေ့လေးဖြစ်တာကြောင့်ဒီမွေးနေ့လေးမှာအမီကျမပါစေပြီးခင်ပါစေအချုံအောင်မှာအများဆုံးလုခဲ့ပြီးတော့မိသားစုနဲ့ဆုံတွေ့နိုင်ပါစေလို့အားလုံးနဲ့အတူတူယနေ့ကနေလိုက်လိုက်လဲလဲနဲ့ဆုတောင်းမြတ်တာပို့တာအပ်ပါတယ်အမီကျမပါစေ Happy birthday to me soon Jamma was it baking fuzzy 짜게 는 하얀 눈매는 발을 뻗르게 내 탓은 하나 다시게 다시 제대로 우피바비 뜻하자 가정 내 이수 초나만면 솔로 묘바지 Happy 80th birthday miss you 제마 바지 비길 바지 再给你，无奈面包里我们的夜，你咋谁能拿他心结，他心碎，读的不可把飞读的他，这啥子大倒霉，是我求那么难受，弄得老巴累。ဆုံးဖြတ်နားဖင်ပေးခဲ့ကြသူတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ားလုံးကျန်းမာပေးခင်ကြပါစေ။